ပတိတပတ်ပဲစိတ်ရမယ်ဒါပေမဲ့ကုသူတွေကတော့အများကြီးရသွားမယ်ပတိဘယ်လိုစိတ်ကြမလဲတပတ်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းကြပါစေအေးချမ်းကြပါစေသားတွေသမီးတွေညီတွေညီမတွေအတွက်ပတိစိတ်လို့ရှိရင်စိတ်လွင့်ပြန့်နေတဲ့တပတ်မိတ်ဆွေတွေအတွက်ပြီးတော့ပတိစိတ်ဖို့အချိန်မပေးနိုင်ဘူးပတိလဲစိတ်ချင်တယ် အဲ့လိုလူမျိုးတွေအတွက်ပတိကိုတပတ်ပဲစိတ်မယ်ဒါပေမဲ့ကုသိုလ်တွေအများကြီးဖြစ်အောင်စိတ်မယ်ဘယ်လိုစိတ်ကြမလဲဆိုတော့ပုံစံလေးကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်စိတ်ရမယ်ပတိကဂုံတော်၉ပါဣတိပိတောဘဂဝါအရဟံတမ္မာတမ္ပုတ္တောဝိဇ္ဇာသရဏတမ္မံနော သူကတောလောကဝိတုအနုတ္တရောပုရိတဓမ္မတာရတိတတ္ထာဒေဝမနုဿာနံပုတ္တောဘဂဝါ အဲ့ဒီမှာဂယုဆိုက်ရမယ်အမှတ်တမဲ့ဖြစ်တတ်တဲ့စကလုံးလေးဟာသူကတော်မဟုတ်သူကတော်ကားငယ်ပါနော်ကကြီးမဟုတ်ဘူးပြီးတော့အနုတ္တရောပုရိတာဓမ္မတာရထိထဆင်နုတန်နော်တတ္ထာဒီဝမနုဿာနံထဆင်နုတန်ပဲနော်အဲ့ဒါလေးဂယုဆိုက်ရပါမယ်အဲ့တော့ကျွန်တော်တို့ကပရိစိတ်တဲ့ခါမှာဘလို့အာယုံပြုတ်ပြီးတော့စိတ်ကြမလဲဆိုတော့ကိုကရွတ်ဆိုပူဇော်ပြီးစိတ်နေမှာက ဣတိပိသောဘုရားအရဟံတမ္မာတမ္ပုတော်ဒါဝဲနော်ခုနကိုးဝါ့ကိုပဲစိတ်ရွတ်စုပူဇော်ပြီးစိတ်နေမှာအဲ့မှာပထမဦးဆုံးတလုံးစစိတ်လိုက်ပြီးအဲ့ချိန်မှာအာယုံပြုရမှာအရဟံဂုံတော်အဲ့တော့ကျွန်တော်တို့ကဂုံတော်တပါးချင်းကိုအာယုံပြုသွားမယ်ပတိစိတ်ရင်းနဲ့နော်ပထမဦးဆုံးအရဟံဂုံတော်မှာဆိုလို့ရှိရင်အရဟံအရဟံအရဟံဆိုပြီးတော့၃မျိုးရှိတဲ့အထက်မှာအာယုံပြုရလွယ်အောင် အရဟံဂုံတော်ကိုပဲအာယုံပြုကြည့်ပါအောင်နော်အရဟံလူနတ်မြတ်မှာတတ္တဝါပေါင်းတို့ဤပူဇော်ထူးကိုခံယူတော်မူတတ်ပြီတော့မြတ်စွာဘုရားဆိုတာအရဟံကြတော့စိတ်ွယ်ရရ၌ပြီးမကောင်းမှုကိုပြုလို့တော်မမူသောမြတ်စွာဘုရားအရဟံကိလေသာဤအထောက်ပံ့ပေါ့နော်ကိလေသာညစ်ကြေးတွေအားလုံးကိုကုန်စင်အောင်ပယ်တတ်ပြီးတဲ့မြတ်စွာဘုရားပေါ့နော်ဒါကျွန်တော်ဒီမှာကြည်နေတဲ့အထက်မှာနားမလဲတဲ့ခလေးတွေပါလာမှာဆိုလို့ကုသိုလ်ကုသိုလ်စိတ်ဖြစ်အောင်ကျွန်တော် ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပဲပြောပြသွားပါမယ်เนาะဒါစာရက်ပေတဲ့ပုံကူနဲ့မဆိုင်ပါဘူးเนาะဒီဒီပတိစိတ်နီးလေးอ่ะပတိစိတ်နီးကတော့ဆိုင်တယ်ဒါပေမဲ့အတိပဲရှင်းပြချက်တွေကတော့မဆိုင်ဘူးပေါ့เนาะခလေးတွေနားလည်အောင်ကျွန်တော်လွယ်လွယ်လေးပဲပြောပြသွားမှာပေါ့เนาะဟုတ်ပြီအဲ့တော့ခုနအရဟံအရဟံအရဟံသုံးခုစလုံးအာယုံမပြုတ်နိုင်အောင်မှာအရဟံကုံတော်ပဲအာယုံပြုပါအဲ့တော့ ဣတိပိသောဘဂဝါအရဟံတမ္မတံဗုဒ္ဓောဝိဇာသနတမ္မနောသူကတော်လောကဝိတုအဲ့အချိန်မှာလူနဲ့မြန်မာတတဝအပေါင်းတို့ဤပူဇော်ထုကိုခံရောမူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတော့ကိုယ့်ရဲ့အတွေးရခေါင်းနဲ့အတွေးရအဲ့ဒါကိုသွားနေမယ်ပေါ့နော်အဲ့တော့ကိုကြည်ညိုတဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဤဝဲတဆူဆူကိုပုံဖော်တာဖြစ်ဖြစ် သို့မဟုတ်ကောင်းကင်မှာတည်နေမဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဘဝပုံဖော်တာဖြစ်ဖြစ်ကိုယ်စိတ်တွေကအဲ့ဒါကိုမှန်းပြီးတော့ကြည်ညိုနေမှာပေါ့နော်အရဟံဂုံတော်ကိုအာယုံပြုတ်ပြီးတော့ဟုတ်ပြီအရဟံဂုံတော်ကိုအာယုံပြုတ်လို့နောက်အခုတစ်ခေါက်တစ်လုံးစိတ်ပြီးပါပြီနောက်တစ်လုံးစိတ်တဲ့ချိန်မှာအာယုံကတိတ်ပြီးတော့မမိသေးဘူးဆိုအရဟံဂုံတော်ပဲအာယုံပြုတ်ပါပါလို့တယ်ဆိုတော့ကျွန်တော်တို့ကပတိလုံး108လုံးဆက်ရအောင်မှာအာယုံပြုတ်ရမယ်ဂုံတော်ကဂုံတော်9ပါးပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကအချိန်ရတယ်ပေါ့နော်ပြောချင်တာ အချိန်ရတယ်အဲ့တော့အရဟံဂုံတော်ပြီးလို့ရှိရင်အရဟံဂုံတော်အခုတလုံးစိတ်တယ်မတီးသေးဘူးအာယုံဖော်လို့မရအောင်ဆိုနောက်ထပ်တလုံးမှာအရဟံမဖော်เนาะအရဟံမဖော်အရဟံအရဟံအရဟံသုံးခုစလုံးကိုအတိတ်ပဲဖော်နိုင်တဲ့သူတွေကြောက်လဲပိုကောင်းတာဗောနော်ဟုတ်ပြီအရဟံပြီးသွားပြီတမ္မာတမ္ပုတ်တော်မြတ်စွာဘုရားဥကောင်းတော်နေရာကိုအာယုံပြုပြီးတော့မြတ်စွာဘုရားမှာတပ်ပြီးမြူတာရွှေညံဆိုတာရှိတယ်လေနော် တစ္ဆာလေးပါးတရားကိုဆရာမရှိဘဲနဲ့ကိုမိမိရဲ့ဉာဏ်နဲ့ထိုးသွင်းပြီးသိမြင်တဲ့ဉာဏ်ဆိုတာနဲတာမဟုတ်လေနော်တစ္ဆာလေးပါးတရားဆိုတာကြီးကျွန်တော်တို့အခုအထင်ရှားရှိနေတာတော့မှကျွန်တော်တို့တွေလူသားတွေကအကုန်လုံးတိုင်ပတ်နေကြတော့မယ်လေအဲ့တော့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့ဆရာမရှိဘဲထိုးသွင်းသိမြင်တဲ့ဉာဏ်ဆိုတာအဲ့ဉာဏ်ကြီးကိုဩမြတ်စွာဘုရားရွှေဉာဏ်တော်ကြီးကအမတန်မှအံဩလောက်ပါလားဆိုပြီးတော့ နားမလဲတဲ့ကလေးတွေကတစ္ဆာလေးပါးတွေပဲခဏထားလိုက်အောင်နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်ဆိုတာတော့သိကြရတယ်เนาะနိဗ္ဗာန်ရောက်ကြောင်းတရားကိုကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းသိမြင်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပါလားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တပ်ပြီညူတာရွှေဉာဏ်ကြီးကကြည်ညိုဖို့ကောင်းလာပါလားဆိုပြီးတော့အဲ့လိုမျိုး ਨੇ ရုပ်စုပူဇော်ပြီးအာယုံပြုမယ်ကိုယ့်ရဲ့အတွေးအာယုံကအဲ့ဘက်ကိုသွားနေမှာเนาะ ဒီကဒီကနေပဲပုံမှန်ပဲစိတ်နေမယ်အတွေ့ရကြတော့ဟိုမှာတွေးရင်းနေမယ်အဲ့တော့ဘာဖြစ်မလဲဆိုတော့မလိုလားအပ်တဲ့စိတ်ပြန့်လွင့်မှုကမဖြစ်တော့ဘူးပေါ့နော်စိတ်ပြန့်လွင့်မှုတွေရန်နေသွားမယ်အဲ့လိုနေသွားခြင်းအပြင်ဘာဖြစ်လာမလဲဆိုတော့တမာတိဖြစ်လာမယ်အဲ့တော့တိတိမဟိတိလိုင်းဝင်ပဲဖြစ်ဖြစ်သို့မဟုတ်တမာတိဖြစ်ပြီးတော့အဲ့လိုမျိုးအကြမ်းမြင်ရခြင်းတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးအာယုံပြုပြီးစိတ်လို့ရှိရင်သူကမြင်းမြန်ဆန်ဆန်လေးနဲ့ခီးရောက်မှာပေါ့ ဝိဇ္ဇာသရဏတမန်တော်ဝိဇ္ဇာသရဏတမန်တော်မှာကြတော့ညံနုသုံးပါညံနု၈ပါသရဏ၁၅ပါဆိုတာပါလာပြီအဲ့တော့ကျွန်တော်တို့ကညံနုသုံးပါညံနု၈ပါဆိုတာမှာညံနုသုံးပါဝယ်အရင်ယူလိုက်အောင်ကျန်တာတွေခဏထားလိုက်အောင်သရဏ၁၅ပါအထိသွားပြီးတော့အာယုံမပြုတ်လိုက်နိုင်အောင်နောက်ကျရင်တော့ပြုတ်မှာပေါ့နော်သရဏ၁၅ပါမှာကြတော့ထားပါတော့ဟိုနောက်ဆုံးမှာဆိုလို့ရှိရင်ဒါပထမဇန်ဒုတိယဇန်တတိယဇန်ဒီလိုမျိုးတွေပါလာတဲ့အခါကျတော့လေနားမလဲတဲ့ကလေးဒီထဲမှာပါလာလို့ရှိရင် အတွေးတွေကရှုပ်ကုန်မယ်လीเนาะဒီဇန်တွေကဘာလဲဆိုတာမသိလို့ရှိရင်ဒီတရားဓမ္မကိုနာကြားထားခြင်းမရှိတဲ့စာပေလေ့လာခြင်းအားနည်းနေလို့ရှိရင်ဒါတွေမသိမှာဆိုလို့ကျွန်တော်ကတိတ်နားမလဲတဲ့ခလေးတွေကုသိုလ်စိတ်ဖြစ်အောင်လုပ်ချင်လာအောင်ကျွန်တော်နှိုးစော်တဲ့ဒီဗီဒီယိုလေးကအဲ့လိုဗီဒီယိုမျိုးလေးပေါ့เนาะအဲ့တော့ခလေးတွေကဒါတွေတမီတွေညီတွေညီမတွေကဘာလို့အာရုံပြုရမလဲဆိုတော့ဝိဇ္ဇာ၃ပါးမှာပုတိအားဆိုတာရှိတယ် ဝိဇာသုံးဘတ်မှာပုပ်ပေနိဝါတဉဏ်ဒိဗ္ဗစကုဉဏ်အာတဝခေယဉဏ်ဆိုတာပုပ်ပေနိဝါတဉဏ်ဆိုတာမြတ်စွာဘုရားအခုဖျားဖြစ်တဲ့ဘဝနေစပြီးတော့ဟိုးသူဖြစ်ခဲ့တဲ့ဘဝအစဉ်လိုက်ကိုပြန်ပြီးတော့မြင်နိုင်တဲ့ဉဏ်ပေါ့နော်အစဉ်လိုက်ကိုပြန်မြင်ရတာအခုဖျားဖြစ်တဲ့ဘဝကဥမာထားပါတော့၄တင်ချင်တဲ့ကဘာတသိမ်းမှာဖျားဖြစ်ပြီးတော့ဒီဘဝဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဘဝရဲ့နောက်ကနေပြီးဟိုးအစဉ်တိုင်းအစဉ်တိုင်းကိုသူပြန်မြင်နိုင်တယ်ပေါ့နော်ဟုတ်ပြီဒါအတူချုပ်လေးပဲသွားလိုက်မယ်နော်အဲ့ဒါက ုတ်ပေနိဝါဒညာပုပုတိအာလူတွေကြားဘူးကြတယ်နော်ပုဒိယဒိဗသကုဒိဗသကုဆိုတာနတ်တို့ဤမျက်စိကဲ့သို့သူကအတားဆီးပိတ်ပင်မရှိမြင်နိုင်တဲ့ညံတဲ့မြင်နိုင်တဲ့ညံဆိုတာတကယ်လဲမျက်စိကမြင်ရတယ်ပေါ့နော်ညံမျက်လုံးနဲ့တခုတော့ရှိတာပေါ့နော်စက်ကြဝလာတတိုင်းဘက်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်လူဟွာတော့လူပုတ်ကွာတော့ရောက်သွားတာမဟုတ်ဘူးပေါ့ဒါပေမဲ့ဒီကဒိဗသကုညံနဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအတားဆီးပိတ်ပင်မရှိ မြင်ရတယ်ပေါ့နော် ဒိဗ္ဗစကုညာအဲ့တော့အဲ့ဒါဒီအာကြတော့အတဝဲခရညာဒီအတဝတရားရဲ့ကုံဟာကုံညောင်း၄ပါးဆိုတာဒီအတဝတရား၄ပါးရှိတယ်လေနော်အဲ့ဒါအဲ့ဒါခဏထားလိုက်အောင်အဲ့ဒါကိုအလွယ်တကူနဲ့ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုသိမြင်နိုင်တဲ့ညာနော်အတဝဲခရညာအဲ့တော့ကျွန်တော်တို့မက်ဖို့ညာပေါ့နော်အဲ့ညာရှိတယ်မြတ်စွာဘုရားပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြကြီးရဲ့ပုတိအာကုံတော်ကြီး ါညံတော်တွေကိုကိုကမှန်းပြီးတော့မြတ်စွာဘုရားအဲ့လိုမျိုးဖုံးတကိုတွေရှိတယ်အဲ့လိုမျိုးဆွမ်းဆောင်မှုတွေရှိတယ်ဆိုတဲ့ဟာကိုပုတ္တိအာဂုံတော်တွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးပူဇော်ဖို့เนาะအဲ့ဒါကဝိဇ္ဇာသရဏတမန်တော်เนาะဒါအတူချုပ်လေးပေါ့ဉာဏ်နုရှစ်ပါးသရဏ15ပါးတွေအဲ့ဒါတွေကိုမသွားနိုင်ဘူးเนาะဒီလောလောဆယ်ကိုစိတ်ထဲမှာတမာတိဖြစ်အောင် ကုသိုလ်ဖြစ်အောင် အလွယ်လေးသွားတဲ့ပုံစံပေါ့နော်အဲ့ဒါလေးပဲကျွန်တော်ပြောပြတာပါသူကတော့ဟုတ်မှန်သောစကားကောင်းကိုသာဆိုတော်မူတတ်ပြီးတော့မြတ်စွာဘုရားဆိုတော့အဲ့ချိန်မှာပရိစိတ်နေချိန်မှာမြတ်စွာဘုရားနှုတ်ကနေပြီးတော့ဟုတ်မှန်တဲ့စကားတွေကိုတရားပြည့်တတ်တွေကိုပေါ့နော်တာဝကတွေကိုခုနှစ်သားသမီးတွေကိုဟောပြောညွှန်ပြနေတဲ့ပုံစံမျိုးမျက်စိတွေမြင်ကြည့်ပေါ့နော်အဲ့နည်းကျူပဲကိုနဲ့လည်းနှိုင်းရှင်ပေါ့ငါရဲ့နှုတ်ကရောဟုတ်မှန်တဲ့စကားတွေပြောလား အဲကျွန်တော်ဆိုလို့ရှိရင်တော့ဝစီကန်တီလာ၄ပါးကိုစောင့်ထိန်းတဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်နီးစပ်တယ်ပေါ့နော်အဲ့တော့ဟုတ်မှန်တဲ့စကားကောင်းသူကဟုတ်တော့ဟုတ်မှန်ပဲဒါမဲ့တူတူဥပေါကြီးအဲ့လိုမျိုးလူများနားမခံတအောင်ပြောတာမဟုတ်ဘူးဟုတ်မှန်သောစကားကောင်းကိုဒါဟုတ်လည်းဟုတ်မှန်ပဲစကားကလည်းအဆင်ပြေရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါသူကတော်ကားငယ်နော်ကျွန်တော်ပြောတဲ့အတိုင်းကာကြီးမဟုတ်သူကတော်မဟုတ်သူကတော်လောကဝီလူလောကကြီးအကြောင်းအရာတို့ကိုကိုယ်စံအောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတာ လောကမှာလောက၃ပါးရှိတယ်တတလောကဩဃာတလောကသင်္ခါရလောကဒီလောက၃ပါးရှိတယ်အဲ့ဒါတွေကိုခဏထားလိုက်အောင်အဲ့တော့ကိုဒီလောကအကြောင်းပဲဒီလောကမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကုန်လုံးမြတ်စွာဘုရားမသိတာတခုမှမရှိဘူးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဒီဟောကြားခဲ့တဲ့တုတ်တန်တခုမှဆိုလို့ရှိရင်မြတ်စွာဘုရားယဟန်တော်တွေကိုမေးတယ်ရွက်တွေအများကြီးကျွေနေတဲ့အချိန်မှာ သူ့ရဲ့လက်ဝါးလေးကိုရွက်လေးကောက်လိုက်ပြီးသူ့လက်ဝါးလေးထဲမှာဒီတိရွက်လေးကိုတင်ပြပြီးတော့ယဟန်တို့တဲ့ငါလက်ထဲမှာရှိတယ်အခုဒီတိရွက်နဲ့တဲ့တောထဲမှာရှိတဲ့တိရွက်တွေနဲ့ဘယ်ဟာကပုံများလဲဆိုတော့ယဟန်နေရာဖြေတာပေါ့တောထဲမှာရှိတဲ့တစ်ပင်တိရွက်တွေကနှိုင်းစားလို့မရအောင်များပါတယ်ပေါ့အေးအဲ့လိုပဲတဲ့ငါအခုလောကရဲ့အကြောင်းငါသိတာတွေ ਆ တဲ့ အဲ့တော့တဲ့တည့်ရတည်လို့ပဲပေါ့နော်အများကြီးတည်တယ်တဲ့ငါတည်တဲ့လောက်သာဒီလိုမပြောတာပဲရှိတာပေါ့နော်အခုတည်တဲ့လောက်ကိုဒါထိုက်တဲ့လောက်လူတွေတည်တင်တည်ကြိုက်တဲ့လောက်ကိုပဲဟောပြောပြတာနေတာပေါ့နော်အဲ့ဒါလေးကဒါတုတ်တန်တရားတွေမှာဒါရှိပါတယ်လောကရဲ့အကြောင်းကိုကုံစင်အောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတော့မြတ်စွာဘုရားမသိတာဘာမှမရှိဘူးတိတ်ပဝိဇ္ဇတိတ်ပံဝိဇ္ဇအကုန်သိတယ်နော်အခုမြတ်စွာဘုရား လွန်ခဲ့တဲ့နှစ်2500ကျော်လောက်ကတိခဲ့တဲ့ဟာတွေကိုခုတည်းသိပ္ပံပညာရှင်တွေလိုက်မမီသေးဘူးလေအခုမှဟိုဟာလေးကမှန်တယ်ဖြစ်တုံဒီဟာလေးကမှန်တယ်ဖြစ်တုံလေးနော်အနုဒရောပုရိတာဓမ္မတာရတိအဲ့တော့ဆုံးမတိုက်တော်ပုံကိုယ်တို့ကိုတဲ့ရင်ကျေးလေမအောင်ပဲ့ပြင်ဆုံးမရနိုင်အတုမရှိဖြစ်တော်မူသောမြတ်စွာဘုရားဆိုအဲ့တော့လူစိုးလူမိုက်တွေကိုဘယ်သူမှဆုံးမလို့မရတဲ့သူတွေကိုမြတ်စွာဘုရားဆုံးမလို့ရှိရင်ဒါသူတို့တွေကလိမ်မာကြတယ်ပေါ့နော်ချို့ဆိုကြွတန်းဝင်ကြတ ြတ်စွာဘုရားကတတဝါတွေကိုဆုံးမတဲ့နေရာမှာအတုမရှိတော်မူတဲ့မြတ်စွာဘုရားဆိုတာမြတ်စွာဘုရားတော့ဘယ်သူမှမဆုံးမနိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုအာရုံပြုပါတတ္ထာဒီဝမနုဿာဏံတတ္ထာဒီဝမနုဿာဏံကြတော့လူနဲ့မြမပုဂ္ဂိုလ်တတဝါအပေါင်းတို့ရဲ့ဆရာတစုဖြစ်မယ်အရဟံကြတော့လူနဲ့မြမတတဝါအပေါင်းတို့ရဲ့ပူဇော်ထုကိုခံယူတော်မူတတ်ပြီတော့မြတ်စွာဘုရားဟောပူဇော်ထုဒါကြတော့ဆရာတစုဖြစ်မယ်မြတ်စွာဘုရားရဲ့ဆရာကြတဲ့သူလောကမှာဘယ်သူမှမရှိဘူး အဲ့လိုမျိုးပေါ့နော်အဲ့တော့လူနဲ့ပြမာတွေကတခါတည်းကောင်းငင်မှာတမလင်ခွေဖွဲ့ပြီးတော့တီးပြီးတော့စံတမဘတ်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ပုံတော်ကိုအာယုံပြုပြီးတော့အောက်ကနေပြီးတော့လူတွေကရှခိုးနေကြမယ်လီထဲမှာနှက်တွေကရှက်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးလှုပ်ချီမှုပြီးတော့ရှခိုးနေကြမယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးလေးအာယုံပြုကြည့်ပါဒါတမာတိလည်းဖြစ်စေတယ်ជីညိုစိတ်လည်းဖြစ်စေတယ် ကျွန်တော်တို့ concept မိသွားလို့ရှိရင်ပေါ့နော်အင်္ဂလိပ်လိုတော့ synchronize ဖြစ်တယ်ခေါ်တာပေါ့နော်မြန်မာလိုဆိုဘယ်လိုပြောရမလဲတစ်ထက်ထဲတစ်ထက်ထဲကြာသွားလို့ရှိရင်ကိုကြည်ညိုတဲ့စိတ်ကိုပုံဖော်လိုက်တဲ့အရာကိုကြည်ညိုတဲ့စိတ်ကိုရဲ့တရားတရားဒါတွေကကြည်ညိုတဲ့တရားစိတ်ပေါ့နော်ဒါတွေကတစ်ထက်ထဲကြာသွားလို့ရှိရင်စိတ်သိမ်းမွင့်ညင်းနေထားပြီးတော့တစ်ခါလေကြာလို့ရှိရင်ကျွန်တော်ဆိုမျက်ရည်တောင်လဲတာပဲရှိပါတယ်အဲ့လိုမျိုးပေါ့နော်ကြည်ညိုလုံးအားကြီးလို့ပေါ့ တတ္ထာဒီဝမနုဿနံဗုဒ္ဓောဗုဒ္ဓောကကြတော့ခုနကတော့အသက်ပြည့်ညူတာရွှေဉဏ်နဲ့ထိုးထွင်းသိမြင်ခဲ့တဲ့တစ္ဆာလေးပါးတရားအဲ့ဒီတစ္ဆာလေးပါးတရားကိုကိုကိုတိုင်းလဲထိုးထွင်းသိမြင်တဲ့ပုဂ္ဂိုလ်တ attva တွေကိုလည်းပြန်ပြီးဟောပြနိုင်တယ်လူနဲ့ပြမာတွေကိုပြန်ပြီးဟောပြနိုင်တယ်အဲကလေးတွေကြားဘူးကြလိမ့်မယ်ပစ္စေကဗုဒ္ဓါဆိုတာရှိတယ်ဖေငယ်လို့ခေါ်တာပေါ့နော်ပစ္စေကဗုဒ္ဓါကြတော့နိဗ္ဗာန်ရောက်ကြောင်းတရားတစ္ဆာလေးပါးတရားကိုသူကသိတယ်သို့တော့ပြန်မဟောပြတတ်ဘူးမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူး ကိုကိုတိုင်လည်းထိုးထွင်းပြီးတည်တယ်ပြန်လည်းဟောပြတတ်တယ်အဲ့လိုမျိုးပေါ့နော်ဒါဗုဒ္ဓောကျွန်တော်ကြတော့ဗုဒ္ဓောဂုံတော်ကိုစိတ်ပင်မဲ့အဲ့မြတ်စွာဘုရားရဲ့ကိုးပါးသုံးဂုံတော်တွေကိုဗုဒ္ဓောဂုံတော်တွေမှာကျွန်တော်အကုန်ဆွဲထည့်ပလိုက်တာပေါ့နော်အဲ့လိုအာယုံပြုလိုက်တာပေါ့ဘဂဝါဖုံးတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဖုံးတော်6ပါးမှာအိတ်တာရိယဖုံးတော်ဓမ္မဖုံးတော်ယတ္တဖုံးတော်တိရိဖုံးတော် ကာမဖုံတော်ပရတ္တဖုံတော်ဆိုပြီးတော့ဖုံတော်6ပါးရှိတယ်။အဲ့ဒီဖုံတော်6ပါးမှာကျွန်တော်တို့လူသားတွေကြိုက်တဲ့ဖုံတော်ကတော့ယတ္တဖုံတော်နဲ့ကာမဖုံတော်ပေါ့နော်။ယတ္တဖုံတော်ကအချွေအနေပေါများပြီးတော့ဂုံတရင်ပြန့်နှံ့ကြော်စောမှုအားကောင်းလွန်အားကြီးတာ။အဲ့ဒါယတ္တဖုံတော်ကာမဖုံတော်ကြတော့အလိုရှိတောင်းတတဲ့အချိန်မှာအလိုရှိလိုက်တဲ့တောင်းတလိုက်တဲ့အရာကတခဏချင်းမှပြည့်စုံတယ်တဲ့ဆိုပြီးတော့အဲ့ဒါကာမဖုံတော်ပေါ့နော် အဲ့တော့ဖုန်းတော်6ပါးကိုတစ်ခုချင်းအနဲ့အတိတ်ပဲတီးပြီးတော့အဲ့လိုမျိုးပါဠိလိုလည်းတီးပြီးတော့အာယုံပြုတော်ခဏလေးထားလိုက်အောင်ဖုန်းတော်ကိုကြည့်တဲ့မြတ်စွာဘုရားရှင်ကိုရောမျက်ကြည့်ပါလားဆိုပြီးတော့အယံကိုဖုံးကြည့်တဲ့မြတ်စွာဘုရားရှင်ကိုရောမျက်ကြည့်ဆိုပြီးတော့ကိုယ့်ရဲ့အာယုံမှာဒါတော့တယောက်နဲ့တယောက်ကကံအကျိုးပေးတွေမတူကြတဲ့အခါကျတော့ပါရမီတွေမတူကြတဲ့အခါကျတော့ကိုယ့်အာယုံမှာပေါ်လာမဲ့ပုံရိပ်တွေကပုံစံမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့် နီးစပ်မှုပါပါလဲဆိုတော့ဥမာမန္လေးရမဟာမုဏိဖျားကြီးပြင်းဦးလင်ရမဟာအနုကန္တာဖျားကြီးရှင်ရုံဖျားအထက်ပြစ်ဆန်းထက်ပြစ်ဆန်းရဗရမမျက်ရှင်ဖျားကြီးဗုဒ္ဓဂါယမဟာဘောဓိဖျားအဲ့လိုမျိုးပေါ့အစရှိသဖြင့်ကိုမျက်လုံးထဲမှာဆွဲမြဲနေတယ်ဒါမှမဟုတ်ကိုတွားရောက်ဖူးမြော်ခဲ့ဘူးတဲ့ကိုမျက်လုံးထဲမှာ ပုံဖော်လို့ရတဲ့ဖျားတဆူဆူကိုလည်းအဲ့လိုမျိုးပုံဖော်ကြည်ညိုပြီးတော့ပူဇော်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့ စိတ်ရတာတော့ဂုံတော်ကိုပါပတိတပတ်ပဲအဲ့ပတိတပတ်အတွင်းမှာကိုပါသောဂုံတော်တွေကိုအာယုံပြုပြီးတော့တဖြည်းဖြည်းနဲ့စိတ်သွားမှာပေါ့နော်ကိုပါသောဂုံတော်တွေကိုအာယုံပြုပြီးတော့အမစိတ်သွားတဲ့အခါမှာဒါပါတော့ကိုကကိုပါစလုံးမမိသေးဘူးသို့တော့ပတိအပိုက်ကြီးကလည်းပြည့်တော့မှာပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့ဖြစ်တတ်တဲ့အခါကြာလို့ရှိရင်ကိုစိတ်ထဲမှာဂုံတော်ကိုပါဒီပတိကပြည့်တော့မယ်ဆိုပြီးတော့စိတ်ထဲမှာထင်တဲ့အချိန်မှာမျက်လုံးလေးဖွင့်ကြည့်ကြည့်လိုက်ပေါ့နော် အဓိပ္ပာယ်ရပြည့်ကန်နေပြီဆိုလို့ရှိရင်ခဏလေးအဲ့နေရာလေးမှာခဏလေးရှက်ပြီးတော့ဂုံတော်တွေကိုကြီညိုနေပေါ့နော်ကြီညိုပြီးတော့မှပြီးတော့မှဆက်စိတ်လိုက်ပေါ့နော်အဲ့တော့ဂုံတော်၉ပါးကပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့မိနစ်20ကြာတယ်ပေါ့နော်မိနစ်20ကြာတယ်အဲ့မိနစ်20အတွင်းမှာကိုက၉ပါးသောဂုံတော်တွေကိုအာယုံပြုပြီးတော့အရဟံဂုံတော်အရဟံစဘဂဝါဆုံး၉ပါးသောဂုံတော်ဆိုတာဂုံတော်တပါးချင်းကိုအာယုံပြုပြီးတော့စိတ်သွားလို့ရှိရင်ကျွန်တော်တို့တောင်ကြီးမြောက်ကြီးနဲ့ ပတိစိတ်နေတဲ့သူပတိဆယ်ဘက်စိတ်တာနဲ့လေကိုလာပြီးနှိုင်းရှင်လို့မရဘူးသူအပတ်တရားစိတ်တာနဲ့လေကိုနှိုင်းရှင်လို့မရပါဘူးဘာဖြစ်လို့ဆိုတော့ကိုကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတပါးချင်းကိုတည်တည်ချာချာကြည်ညိုပြီးတော့အာယုံပြုပြီးတော့တမာရီဖြစ်အောင်စိတ်တဲ့အတွက်ကြောင့်မလို့ဒီကုသိုလ်ကြီးကအတိုင်းစားမရှိပါပဲเนาะအဲ့တော့ခုနှစ်သားသမီးတွေအဲ့လိုမျိုးပတိစိတ်ပြီးတော့မိမိတို့လူရဆန္ဒတွေပြီးမြောက်ပေါ့မြောက်အောင်မြင်ကြပါစေ ထုံးစံအတိုင်းပဲဒီဗီဒီယိုလေးကကို့အတွက်ကုသိုလ်ဖြစ်စေတယ်အကျိုးဖြစ်စေတယ်ကိုနှစ်သက်တယ်ဆိုလို့ရှိရင်ဒီမြင့်ခုနှစ်ရသားသမီးတွေတွေ့မြင်အောင်လဲပြန်ပြီးတော့ထပ်ပြီးတော့မျှဝေပေးပါဒီဟာဒီလဲသာသနာ ပြုခြင်းတစ်မျိုးပါပဲကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေပေါင်းကျမ်းမာခြင်းဒုက္ခချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပါစေဘေးအန္တရာယ်ကင်းပါစေအေးချမ်းကြပါစေ